အွန်လိုင်းကနေတိုင်းတင်ရင်ရလားမရလားမရဘူးလို့မဖြစ်နိုင်ဘူးလို့တွေးတဲ့ထင်တဲ့လူတွေကဘုံကဆက်မကြည့်ပါနဲ့ရတယ်လို့ထင်တယ်ဖြစ်နိုင်တယ်လို့တွေးတဲ့လူတွေဒီဗီဒီယိုအစားဆုံးကြည့်ပါအွန်လိုင်းပေါ်ကနေပညာရတခုကိုသင်ယူလေ့လာဖို့ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့အချက်ကိုကျွန်တော်မဆွေးနွေးခင်ပါဟိုတုန်းက1989ခုနှစ်မှာ Edison ပြက်စမီကိုဒီထွင်ကဲတော့လူတွေကဘာပြောလဲမဖြစ်နိုင်ဘူးမယုံဘူးလုံးမနေပါနဲ့ကွာဒါပဲပြောကြတာ1903ခုနှစ်မှာ right ညောင်ကလေရင်ကိုစတင်ပြန်တန်းတဲ့အခါမှာလူတွေကတန်းအန်တော်နဲ့အောင်မြင်တော့မှသာဟုတ်လိုက်လေတော်လိုက်လေဆိုပြီးတော့မှဖြစ်ခဲ့ကြတာကြာရှုံးခဲ့တဲ့အချိန်ပေါင်းဘလောက်များခဲ့တယ်ဆိုတာလူတွေကမသိခဲ့သလိုတိလေမသိကြအောင်ဆောင်ခဲ့ကြတာဖြစ်တယ်1896ခုနှစ်မှာ ဘဲလ်ကတယ်လီဖုန်းကိုတီထွင်ခဲ့တော့လေတယောက်နဲ့တယောက်အဝေးကြီးကနေစကားပြောလို့ရမယ်လို့ဘယ်သူမှထင်ခဲ့ကြတာမဟုတ်1983ခုနှစ်မှာကူပါကမိုဘိုင်းဖုန်းကိုတီထွင်ခဲ့ပြန်တယ်ကျိုးမဲ့ဖုန်းဖြစ်ပြီးတော့မှအတော်လေးကိုဆက်သွယ်မှုအတွက်အရေးပါခဲ့တာဖြစ်တယ်လူတွေကထူးဆန်းနေတော်လိုက်တာအန်အောလိုက်တာခမရောက်လေးစားတယ်ဆိုတော့မတိုင်ခင်မှာဘလောက်တောင်မှကဲ့ရဲ့ရှုတ်ချမှုတွေနဲ့ပြစ်တင်ဝေဖန်မှုတွေများခဲ့မလဲ နောက်ပိုင်း1980ဝန်းကျင်မှာပေါ်လာခဲ့တဲ့ကွန်ပျူတာတွေ1981ခုနှစ်မှာ Osborne ရဲ့ laptop တွေဆိုတာကလည်းအရင်ကမဖြစ်နိုင်ဘူးလို့လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ထင်ခဲ့ကြတာဒါပေမဲ့အခုကြည့်လိုက်လေခင်ဗျားတို့လုပ်နေတဲ့ run နေတဲ့အရာဝတ္ထုတွေအားစား computerized system တွေပဲဖြစ်ကုန်တယ် internet online 1960 90ခုနှစ်ကလေးကစတင်ခဲ့တယ်ဒါပေမဲ့ကျုပ်တို့ခင်ဗျားတို့မြန်မာနိုင်ငံကိုရောက်တော့ဘယ်ခုနှစ်လဲ တိကျလားဗျမင်္ဂလာပြပါအောင် AI ဆိုရင်1950ဝန်းကျင်ကလေးကစပြီးတော့မှပေါ်နေခဲ့ပြီလို့အဆိုရှိတယ်ဗျဒါလည်းအံ့ဩစရာပဲဗျတို့တို့မြန်မာပြည်မှာတော့စပြီးတော့မှရေပန်းစလာတာတိတ်မကြသေးဘူးနော်စွန်ဦးတီထွင်သူတွေကို လူတွေကဘာပြောကြလဲမဖြစ်နိုင်ဘူးတောက်တလွဲပါကွာ လုံးမနေပါနဲ့အဲ့ဒါတွေမရှိလဲဖြစ်တယ်ဆိုတော့လူတွေကအခုချိန်မှာတော့ချီချူစကားလေးဆိုဖို့တောင်မှတခါတလေမှာ မရှိတော့နဲတယ်ဆိုတာခင်ဗျားတို့သိမှာပါဒါပေမဲ့အဲ့ဒီလူတွေကကြိုးစားခဲ့ဘူးရောက်အောင်လုပ်ခဲ့တယ်စ조사ခဲ့တယ်အောင်မြင်အောင်ဖန်တီးသွားခဲ့တာပဲဖြစ်တယ်အဲ့လိုပဲ online ကနေတိုင်းပညာသင်ယူတဲ့အခါမှာကျုပ်စပြီးတော့မှဖွင့်ခဲ့တော့မှဆိုရင်လူတိုင်းဒီဘက်ကငါတို့တော့အပြင်မှာတင်ခဲ့ရကွာဆရာနဲ့တိုက်ရိုက်လက်တွေ့ကြကြတင်ယူတာတော့မှမတက်ခဲ့တဲ့တက်ဖို့ခက်ခဲတဲ့ပညာတွေကို online ကနေ မဖြစ်နိုင်ဘူးလို့ပြောတယ်အဲ့ဒီမဖြစ်နိုင်ဘူးဆိုတဲ့လူတွေကကျွန်တော်တို့ဘယ်ခက်မှာပဲကြည်ကြည်မဖြစ်နိုင်ဘူးဆိုတဲ့ limiting belief မှာပဲရပ်သွားမှာဖြစ်တယ်ဒါပေမဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့မှစတင်စူးစမ်းခဲ့တဲ့ online ကနေသင်ယူခဲ့တဲ့သင်တန်းသားတွေကအခုဆိုရင် online မှာလည်းရထောင်ချင်နေပြီဖြစ်သလိုတိုင်းပြည်မှာသင်တန်းသားတွေဘန်ဒိုသင်တန်းသားတွေကလည်းပညာဒါနသင်တန်းတွေအပါအဝင်ထောင်နဲ့တောင်းနဲ့ချီနေပြီဖြစ်တယ် အဲ့တော့ online တင်တန်းဆိုတာကဒီတိုင်းပဲ online မှာကြည့်ပြီးတော့လောက်ရတာမဟုတ်ဘူးလေ့ကျင့်မှုတွေပါတယ်ဆရာပြောတဲ့အတိုင်းနားထောင်မှုလိုတယ်တက်လုံမှာကြောင်းမှုလေ့ကျင့်ခန်းတွေပါတယ်အဲ့ဒါတွေအကုန်လုံးကိုထည့်ပြီးတော့မှ video file နဲ့ကျင့်လိုက်ကိုလိုအပ်တာတွေကိုပြုပြင်ဖို့ဆရာကညွှန်ကြားတဲ့အတိုင်းပြုပြင်လိုက်ဒါမျိုးနဲ့သွားရတာဖြစ်တယ်အပြင်မှာလို့ဓာတ်ရိုက်ဆရာနဲ့ degree အတင်းဆောင် မခံဘဲနဲ့တင်လို့ရတယ်လို့ online မှာလည်း degree အတင်းဆောင်မခံဘဲနဲ့ တင်ယူလို့ရနေပြီဖြစ်တယ်။ဒါကိုကျွန်တော်ရဲ့တင်နန်းသားတွေကဆရာဆရာမတွေကတက်တည်ပြပြီဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ယုံကြည်မယ်ဆိုရင်ဒါကခင်ဗျားတို့အိုကေပါမယုံကြည်ဘူးဆိုလဲဒါခင်ဗျားတို့အပိုင်းပါဗျ။အခုလက်ရှိဖွင့်နေတဲ့တင်နန်းနှမျိုးရှိတယ်။လက်တွေ့သုံးချဘန်ဒိုတိုက်ခိုက်နေတရာနဲ့ Zoos Profile System ဆိုတဲ့တင်နန်းနှစ်ခုဖြစ်တဲ့လက်တွေ့အသုံးချဘန်ဒိုတိုက်ခိုက်နေတရာမှာရုပ်တရက်ခုကိုထိခိုက်လာတဲ့အခါရံမူလာတဲ့အခါအများဆုံးဘယ်လိုတိုက်ခိုက်ရမလဲကာဝယ်ရမလဲ င်ကန်းစာတွေတရာတိတိပါဝင်တယ်ဒီအဆင့်ပြီးသွားတဲ့အခါမှာဓမြောင်လုံးဝမကြောက်တော့အောင်ကျွန်တော်လုပ်ထားတဲ့စောင့်ဖို့လေးရှိတယ်ဘန်ဒိုမှန်ရင်ဓမြောင်မကြောက်ရှောင်းကရင်လို့ချုပ်ဖန်းကင်ပေါ့ဆိုတဲ့ slogan လေးနဲ့အညီရဲရင်သွားမှာဖြစ်ပါတယ်ဘာကြောင့်ရဲရင်လဲ because it is made with pattern with the footwork ကျွန်တော်တို့ဘာလဲဆိုရင်ခြေရွှေ့တွေ ပတ္တန်၉မျိုးနဲ့ဒီသင်္ကန်းစာတွေမှာ ပါဝင်တာဖြစ်တဲ့တွက်ဓမြောင်ကိုအချုံကိုထက်မြက်တဲ့တထွာဝန်းကျင်ရှိတဲ့လက်နက်တွေကိုမကြောက်တော့အောင်ရှောင်ဖဲကာကွယ်တိုက်ခိုက်သွားနိုင်မှာပဲဖြစ်ပါတယ်။ Zoos Refight System ကတော့နေရာမရှိဘူးအချိန်မရှိဘူးတွာလာလှုပ်ရှားနေရင်လည်းရံမူလာခဲ့ရင်ဘလို့တုံ့ပြန်ရမလဲဆိုတဲ့ Auto Response နဲ့အများဆုံးတံပြန်တိုက်ခိုက်သွားနိုင်အောင် ထွင်းပေးတဲ့တင်နန်းဖြစ်တယ်။တင်နန်းမျိုးလုံး၃လကြာမှဖြစ်ပြီးတော့လက်တွေ့အသုံးချဘန်ဒိုတိုက်ခိုက်နည်းတရားကတော့၁၇ရက်နေ့စပါပြီဗျ။ Source to Fight System တင်နန်းအလိုရပြီ။ Amazon ဟိုင်းလေပါကျေးဇူးတင်ပါတယ်။